အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ညီကုံမော်တော်ပါဗျာလင်းမထခင်တုံးနာရီကျူရောက်ပေးပါလို့ပြောရင်တတော်များများကလေးစိတ်ကိုအစောကြီးပါသွားလို့အားမလဲလို့ပြန်မေးကြပါတယ်အထူးသဖြင့်ကားပိတာပါညာအကြောင်းမျိုးမျိုးကြောင့်စောစောမထွက်တဲ့သူတွေဟာနောင်ကျသွားရင်တော့လက်မှတ်ဆုံးဖို့များပါတယ်ပုံမှန်လေးချောင်းလိုင်း checking စရင်တွင်းကောင်တာက လင်းထွက်ရတဲ့နာရီလောက်ကျူပြီးပြိတ်ပါတယ် ချက်ကင်စရင်အတွင်းကောင်တာမှာပုံမှန်တန်းစီရတဲ့အချိန်က30မိနစ်လောက်ကြာပါတယ်။လူများရင်တနာလီဝန်းကျင်လောက်ကြာပါတယ်။ Immigration လောဝကကောင်တာမှာတန်းစီရတဲ့ကြာချိန်ဟာ10မိနစ် လူများရင်တစ်ခါလီမိနစ်30လောက်ကြာပါတယ်။တချို့ re-entry တုံးထုတ်ဖို့လိုရင်တော့အနည်းဆုံး15မိနစ်ဝန်းကျင်လောက်ထပ်ပြီးအချိန်ပေးရပါမယ်။လောဝက gate ဖြတ်ပြီးသွားရင်လေရင်စားရမယ့် gate park boarding gate ကိုသွားရပါတယ်။ လမ်းတီးတဲ့လူဆို10မိနစ်လောက်ရှောက်ရပါတယ်။လမ်းလည်းမတိဆိုင်းဘုတ်လည်းမတိတတ်တခါမှလည်းမသွားဘူးတဲ့လူဆိုရင်ဘူဘတ်လောက်ရဲ့ဒီဘတ်လောက်ရဲ့နဲ့30မိနစ်လောက်ထပ်ကြပါပြီ။လေးရင်မထွက်ခင် boring gate ပေါက်က15မိနစ်အလိုစောပြီးပိတ်ပါတယ်။အဲကြောင့်ကိုစီမဲ့လေးစီကိုသွားဘူးနေကြသူကျွမ်းကျင်တဲ့သူဆိုရင်တော့နနာလီအလိုလေးစီကိုရောက်ရင်အဆင်ပြေပါတယ်။လေရင်တခါမှမစီးဘူးတည်တဲ့သူစီးဘူးပဲမြေတိတ်မကျွမ်းကျင်တဲ့သူဆိုရင်၃နာရီအလိုလေးစိတ်ကိုရောင်းမှအဆင်ပြေပါမယ် အဲ့ရန်လေရင် boarding pass လေးတွေကလည်းလေရင် talking 3နာရီလို့ဆိုစပြီး check in ကောင်တာစဖွင့်ပေးပါပါပဲဖြစ်ပါတယ်မတီးသေးတော့သူတွေတက်ဖြစ်ပါတယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ